ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Liverpool အင်းကဟိုတနေ့တုန်းက Itran Frankfurt ကို5-1နဲ့နိုင်တဲ့ပွဲမှာသူတို့အသင်းရဲ့ညာနောက်ခံကစားမဖြစ်တဲ့ Jeremy Frimpong ပွဲထွက်ခွင့်ရခဲ့တယ်ဒါပေမဲ့ပထမပိုင်းမှာတင် injury ဖြစ်ပြီးတော့လူစားလဲခဲ့ရတယ်ဆိုအိုက်ကနေမှ frame ပေါက်ထပ်ပြီးတော့ဒဏ်ရရသွားတဲ့အတွက်ကြောင့်အခုလောလောဆယ်မှာ Liverpool က Jeremy Frame ပေါက်ကိုထပ်ပြီးတော့ဆုံးရှုံးရမယ် ဆိုဒီကစားမကအခုဘိုင်လီဘကူစင်ကနေယူရို35တန်းနဲ့ပြောင်းလာတယ်ပြောင်းလာတဲ့အချိန်မှာထရန့်အလက်ဆန်ဒါအာနိုလီယာပါအစားထိုးဖို့ကလပ်ကရည်ရွယ်ထားတယ်ဒီကနေ့ကျတော့လီဗာပူးကမီလော့စ်ကာကီနဲ့ဂျီမီဖရင်ပေါင်နှစ်ယောက်ကိုခေါ်လိုက်တာဒါမဲ့အဲ့နှစ်ယောက်ကိုသူခေါ်လိုက်ပြီးတဲ့အချိန်တည်းကစပြီးတော့ခုလောလောဆယ်မှာဒီမီလော့စ်ကာကီကပွဲတိုင်းဒီပါကစားရတယ်ဒါပေမဲ့သူ performance အဲ့လောက်မကောင်းဘူး Jeremy Frim ပေါ့လေ point ကတော့သူကပွဲတိုင်းကစားရတယ်။ဒီပြက support sign ကိုအများစုတုံးတယ်။အခုနောက်ပိုင်းမှာ Frim ပေါ့နဲ့ corner parallel ကိုအလှည့်ချတုံးတယ်။ဒါပေမဲ့ Frim ပေါ့ကဟို ultra front back ကိုကစားခဲ့တဲ့ပွဲမှာ injury ဖြစ်သွားတယ်။ So Arnie Straw ကအတီးပြလိုက်တယ် Jeremy Frim ပေါ့ဟာရဲ့တဲ့ပတ်ထပ်ပြီးတော့အနေငယ်နားရမယ်။ So သူတို့နဲ့ပြတ်တယ်လို့အခုလောလောဆယ်မှာဘယ်လိုပြောမလဲ Liverpool အသေးအတွက်နည်းနည်းတော့ခေါင်းစားစရာပေါ့လေ။ဘာလို့ဆိုတော့ Liverpool ကအခု လာမဲ့ပွဲစဉ်ပေါ့လေလာမဲ့ပွဲစဉ်မတိုင်ခင်မှာသူတို့ကဒီနောက်ထပ်အဓိကကစားပွဲစဉ်တွေရှိသေးတယ်အဲ့ဒါကဘာလဲဆိုသူတို့ရဲ့အဓိကပွဲစဉ်ကအခုလာမဲ့တစ်ပတ်မှာသူတို့ Sunday မှာ Brentford နဲ့ကန်ရမယ်ပြီးတာနဲ့ Crystal Palace ကို FAD Carabao Cup ဆုံးထားကန်ရမယ်ပြီးတာနဲ့ Aston Villa ကိုအိမ်ကွင်း Real Madrid ကိုအိမ်ကွင်းပြီးရင် Manchester City ကို away ခွင့်ကမ်းမယ် Northern Forest ကို England ကမ်းမယ်ဆိုတော့ La Mer ပွဲစဉ်က ဒါဘယ်လိုပြောမလဲဆိုတော့သူတို့ကဘရန်ဖို့အဝေးကွင်းကံပဲပြီးရင်ပဲလစ်နဲ့ကပ်ပွဲအဲ့ဒါဖဲလိုက်ပြဒါအာရှန်ဗီလာကိုအိမ်ကွင်းရယ်မက်ဒရစ်ကိုအိမ်ကွင်းမန်ချက်စတာစီးတီးအဝေးကွင်း၄ပွဲမှာဂျေမီဖရင်ပေါင်ထပ်ပြီးလွှဲအောင်မယ်ဆိုတော့ဖရင်ပေါင်ကဆက်ရောက်ခဲကနေဒါဒုတိယအချိန်မှာ injury ဖြစ်တာပထမအချိန်ကသူ injury ဖြစ်လို့သူနားလိုက်ရပြီနားလိုက်တဲ့အချိန်မှာအခုလက်ရှိမှာလီဗာပူးအသင်းအတွက်ဘယ်လိုပြောမလဲဆိုတော့ထပ်ပြီးတော့ ဒါ injury ဖြစ်တဲ့အနေအထားမျိုးဆိုတော့သူတို့ Jeremy Frimpong ကိုယာဒီအစကခဏတုံးနေ injury ဖြစ်သွားလို့ Milos D Corner Bradley တုံးနေဒီကြားထဲမှာနီးပြက Sabo Sign ကိုအဓိကတုံးခဲ့တာဖြစ်ပြီးတော့အခု Frimpong ထပ်ပြီးတန်ရတယ်တချက်တချက်ထဲမှာပဲ Liverpool အသင်းက Frimpong အပြင်ကို Alassana Isak လည်း groin injury ရခဲ့တယ်ပေါ့လေပေါင်ကြံတန်ရာ injury ဖြစ်ခဲ့တယ်ဆိုပြီးတော့ထပ်ပြီးတော့ပြောထားတယ်ဆိုတော့ isac ကလည်း liverpool အသင်းကိုစပြီးတော့ newcastle ကနေပေါင်125တန်းနဲ့ပြောင်းလာပြီးခဲ့ကနေသူလည်းဒဏ်ရာပြသနာထက်သူကခြေစွမ်းမပြနိုင်တာ akitik ကခြေစွမ်းပြနိုင်တယ်သူကမလူလားပဲနဲ့အဲ့အနီးကပြခံရတဲ့ sound တပွဲ6သူ return နဲ့ပြန်အောက်သွားတယ်ဒါပေမဲ့အခုတော့ဟိုတနေ့ကကိုပြန်တွင်ထားလို့ akitik ကတိုက်စစ်တွေအားပြန်ကိုရပြီမဲ့ဒါအခုလောလောဆယ်မှာ အာလစနာအီရှာနဲ့ပတ်သက်လို့လေဘာဘူးပြည့်တက်တယ်ဆိုရင်ဟိုတနေ့ကလေဒီဒီဘယ်လိုပြောမလဲဆိုတော့ဒီ Florian Vars နဲ့ပတ်သက်လို့လေဘာဘူးပြည့်တက်တယ်က Mosalas ကသူ့ကိုဘောလုံးမပေးတာအမှန်တကယ်ဘောလုံးကပေးလိုက်ရင်တော့ Salas ပေးလိုက်ရင် Florian Vars ကထပ်ပေးမယ်ဒါပေမဲ့ Salas ဘောလုံးမပေးလို့ဆိုပြီးတော့သူအဓိကတော့ပြန်သူတို့ကစားမသိအဝင်ဖို့သူတို့မျောလင့်တာဘာလို့ Florian Vars ကလည်း under pressure ဖြစ်နေတာဆိုအဲ့ဒီကမာဖလိုရီဗတ်စ်ကတော့အစ်စ်နှလုံးရတယ်ဂိုးရရင်တော့တော်တော်လေးယုံကြည်မှုရသွားမှာပေါ့လေဒါပေမဲ့အမှဆာလတ်ကိုမပြီးလို့ဆိုပြီး တဘောပိသက်တွေကစားလုပ်ကိုဝေဘာပြစ်တင်နေတဲ့အချိန်မှာအခုအီဆက်ကခြေစွန်းမပြနိုင်ဘူးသူပါဝင်ကစားတဲ့ပွဲတိုင်းမှာလည်းရုံးကန်ရတယ်အိုက်ကအိုက်ခုတနေ့ကကစားခဲ့တဲ့ပွဲမှာလည်းသူအပိုင်းပဲကစားတယ်ဒုတိယပိုင်းမှာဖက်ဒရတီကိုခီးစားနေလို့လဲတယ်ဆိုတော့အခု Sky Sport ရဲ့ပိုရာဆိုရင်လီဗာပူးအသင်းရဲ့တိုက်စစ်မှုအာလစနာအီဆက်တယောက်ဒဏ်ရာပြတနာရရှိခဲ့တယ်ရရှိတဲ့ဒဏ်ရာကပေါင်ကျန်ဒဏ်ရာလို့သူ့ဘက်ကယူဆထားရတယ်ဆိုပြီးပြောလိုက်တယ်ဒါသူ့ရဲ့ပေါင်ကျန်မှာအနှဲငယ်ဒဏ်ရာရသွားတယ် အချိန်တာတော်ကြာနားရမလားမနားရလားသူတို့ဆက်ပြီးစစ်ဆေးအောင်မှာဖြစ်တယ်ဆိုတော့အလဆနာအီဆက်ကပေါင်ချန်တန်ရရပြီးတော့ဒါဂျေရမီဖရင်ပေါင်ကလည်းထန်ရပြဿနာကြောင့်လူစားဒါသူလည်းထန်ရလဲခဲ့ရတယ်လို့ပြောထားတယ်ဆိုတော့လီဗာပူးအတွက်ကအခုလောလောဆယ်မှာတော့ဒါကိုးသမားအလဆန်ဘက်ကအင်ဂျူရီဖြစ်နေတဲ့အချိန်မှာအခုလောလောဆယ်မှာထပ်ပြီးတော့ထန်ရပြဿနာရင်ဆိုင်ရတာပေါ့လေဒါအခုလောလောဆယ်လီဗာပူးဆိုတော့အခုလောလောကျွန်တော်ထင်တော့ဗျာဘရန်ဖို့နဲ့ပွဲမှာအီဆက်ကိုမတော်ရင်အခီတီကေကိုအထောင်း ိုတနေ့က၃နှစ်ကစားကွက်၃လို့မရတော့ဘာလို့လဲဆိုတော့သူက e-set မရှိတော့တဲ့အကြောင်းဘဘချန်ကကက်ပူညာဘချန်ကဒီ Salas နဲ့ Florian Vas ကိုအလဲမှာပြန်ထားပြီးတော့မှအရင်ပုံစံဟောင်းပြန်သုံးမယ်အဲ့ဒါဆိုရင်ဒီညာဘချန်ကဒိုဘူဆော့ဘစလိုက်ထားရင်ပြီး Craven Bash နဲ့ Alexis Mac Glasser ပြန်သွားမယ်အဲ့လိုပုံစံပေါ်ဒါကတော့အခု Liverpool ရဲ့ဒဏ်ရာပြဿနာအချို့ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်